ီနေ့မှာတော့ဖြစ်မိတဲ့အနည်းပညာတွေနဲ့ဘလို့အကျိုးရှိရှိအသုံးချပြီးတင်းတို့ရဲ့ဖန်တီးမှုတွေကိုမြင့်တင်မလဲဆိုတာကိုပြောပြပေးသွားမှာပါစီးပွားရေးပညာရေးဒါမှမဟုတ်ဖန်တီးမှုနယ်ပယ်မှာပဲဖြစ်ဖြစ်ဒီကိရိယာတွေကတင်းတို့ရဲ့လုပ်ငန်းဆောင်တာတွေကို ပုံမိုလွယ်ပူစေပြီးအချိန်ကုန်တတ်တာစီမှာပါ အနည်းပညာဟာနှင်းမြန်စွာတိုးတက်ပြောင်းလဲနေပြီးကျွန်တော်တို့ရဲ့လုပ်ငန်းခွင်နဲ့ဘဝတွေကိုပါပြောင်းလဲပြစ်နိုင်စွမ်းရှိပါတယ်။ဒီနည်းပညာတွေဟာအရင်ကမဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့အရာတွေကိုဖြစ်မြောက်အောင်ဆွမ်းဆောင်ပေးနိုင်ပါတယ်။ဒါကြောင့်ဒီကရိယာတွေကိုဘလို့အသုံးချရမလဲဆိုတာကိုလေ့လာထားဖို့အရေးကြီးပါတယ်။ဘဝရဲ့ပညာရေးနဲ့ဖန်တီးမှုနယ်ပယ်တွေမှာကဤပညာကိုတွင်တွင်ကျကျအသုံးပြုလာကြပါတယ်။ အရင်ကလူတွေအချိန်များကြီးပေးပြီးလှုပ်ဆောင်ခဲ့ရတဲ့အလုပ်တွေကိုတည်းကအချိန်တိုအတွင်းမှာပဲပြီးမြောက်အောင်လှုပ်ဆောင်ပေးနိုင်ပါတယ်။ဒါဟာကျွန်တော်တို့ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကိုမြင့်တင်ပေးနိုင်တဲ့အခွင့်အရေးကောင်းတစ်ခုပါပဲ။ဒီဗီဒီယိုမှာတော့တင်တို့အတွက်အသုံးဝင်ဆုံးကရိယာတွေကိုစုစည်းပြီးဖော်ပြပေးသွားမှာပါ။ဒီကရိယာတွေဟာတင်တို့ရဲ့လုပ်ငန်းဆောင်တာတွေကိုဘလို့အထောက်အကူပြုနိုင်မလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာပါ။ဒါကြောင့်ဗီဒီယိုကိုဆုံးခန်းတိုင်အောင်ကြည့်ရှုပေးကြပါနော်။ ဆာရေးသားခြင်းနဲ့ပတ်သက်ပြီးအကူအညီလိုတဲ့သူတွေအတွက်အကရိယာတွေကအကောင်းဆုံးဖြေရှင်းနည်းတစ်ခုပါပဲဒီကရိယာတွေက စာစီစာကုန်းတွေရေးတာပဲဖြစ်ဖြစ်အိုင်ဒီယာတွေထုတ်တာပဲဖြစ်ဖြစ်ကုတ်ရေးတာပဲဖြစ်ဖြစ်အများကြီးအထောက်အကူပြုပါတယ်အခုပြောပြပေးမယ့်ကရိယာနှစ်ခုကတော့ချက်နဲ့ခွာလို့ပဲဖြစ်ပါတယ် chat opening ဟာစာစီစာကုန်းတွေရေးသားဖို့အတွက် အထူးသင့်လျော်ပါတယ်။သင်တို့ရဲ့ idea တွေကိုချက်ထွင်ပေးနိုင်ပြီးစာသားတွေကိုပုံမကောင်းမွန်အောင်ပြုပြင်ပေးနိုင်ပါတယ်။ဒါ့အပြင်ကုန်ရေးသားတဲ့အခါမှာလည်းအထောက်အကူပေးနိုင်တာကြောင့် programmer တွေအတွက်လည်းအသုံးဝင်ပါတယ်။ Cloud Anthropic ကတော့ရှေ့လျားတဲ့စာတန်းတွေကိုပုံမကောင်းမွန်စွာနားလည်နိုင်စွမ်းရှိပါတယ်။ရှုပ်ထွေးတဲ့အကြောင်းအရာတွေကို နားလည်ဖို့ခက်ခဲနေတဲ့အခါ Cloud ကိုအသုံးပြုပြီးအကူအညီရယူနိုင်ပါတယ်။ဒါကြောင့်သူတည်တနာလုပ်တဲ့သူတွေအတွက် Cloud ဟာမရှိမဖြစ်လိုအပ်တဲ့ကိရိယာတစ်ခုပါပဲ။ ပုံတွေဖန်တီးခြင်းတဲ့သူတွေအတွက်လည်းအကရိယာတွေကအကောင်းဆုံးပါပဲဒီကရိယာတွေကတင်းတို့ရဲ့စိတ်ကူးတွေကိုလက်တွေ့အကောင်အထည်ဖော်ပေးနိုင်ပြီးအမခန်းပုံရိပ်တွေကိုဖန်တီးပေးနိုင်ပါတယ်ဒီအပိုင်းမှာတော့မေဂျာနေနဲ့တာအောင်တုံးတို့အကြောင်းကိုပြောပြပေးသွားမှာပါ မစ်ဂျာနီဟာအမှုပညာမြောက်တဲ့ပုံတွေကိုဖန်တီးရမှာထူးချွန်ပါတယ်။သင်တို့ရဲ့စိတ်ကူးတွေကပုံတွေကိုအသက်ဝင်လာအောင်ဖန်တီးပေးနိုင်ပါတယ်။အမှုပညာရှင်တွေနဲ့ဒီဇိုင်နာတွေအတွက်မစ်ဂျာနီဟာမရှိမဖြစ်လိုအပ်တဲ့ကရိယာတစ်ခုဖြစ်လာမှာပါ။ 2003 opening ကတော့လူရှင်းတဲ့စာသားတွေကနေပုံတွေကိုဖန်တီးပေးနိုင်ပါတယ်။သင်တို့ရဲ့စိတ်ကူးထဲမှာရှိတဲ့ပုံတွေကိုစာသားနဲ့ရေးပြီးဒါ ਉ 3ကိုပြောလိုက်ုံနဲ့နှောက်ပါတဲ့ပုံရိပ်တွေကိုရရှိနိုင်ပါတယ်။ဒါဟာဖန်တီးမှုစွမ်းရည်ကိုမြင့်တင်ပေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ီဒီယိုနဲ့အတန်ဖန်တီးခြင်းတဲ့သူတွေအတွက်လည်းဂိကရိယာတွေကအများကြီးအထောက်အကူပြုပါတယ်ဂိကရိယာတွေကဗီဒီယိုတွေကိုအလိုလျောက်ဖန်တီးပေးနိုင်တယ်လို့ဖယားဗရာတွေကိုလည်းအသုံးပြုနိုင်ပါတယ်ဒီအပိုင်းမှာတော့ဆန်တေဂျာနဲ့ဖက်တရီတို့အကြောင်းကိုပြောပြပေးသွားမှာပါ သင်သေးချာဟာအရာသရတွေနဲ့ဗီဒီယိုတွေဖန်တီးနိုင်တဲ့ကိရိယာတစ်ခုဖြစ်ပါတယ်။သင်ကိုယ်တိုင်ဗီဒီယိုထဲမှာပါဝင်စရာမလိုပဲအရာသရတွေကိုအသုံးပြုပြီးဗီဒီယိုတွေကိုဖန်တီးနိုင်ပါတယ်။ဒါဟာအချိန်ကုန်သက်သာစေပြီးအရေးသွေးမြင့်ဗီဒီယိုတွေကိုဖန်တီးနိုင်တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ Pick တွေကတော့စာသားတွေကနေဗီဒီယိုတွေကိုအလိုလျောက်ဖန်တီးပေးနိုင်ပါတယ်။ blog post တွေဒါမှမဟုတ်စာရန်းတွေကို video အဖြစ်ပြောင်းလဲခြင်းတဲ့အခါ picture ကိုအသုံးပြုနိုင်ပါတယ်ဒါဟာအကြောင်းအရာတွေကိုပုံမိုဆွဲဆောင်မှုရှိအောင်ဖန်တီးနိုင်တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ စည်းဝါးရေးနဲ့ဈေးကွက်ရှာဖွေရေးလုပ်ငန်းတွေမှာအကြိယာတွေကိုအသုံးပြုခြင်းအပြင်လုပ်ငန်းဆွမ်းဆောင်ရည်ကိုမြင့်တင်နိုင်ပါတယ်ဒီကြိယာတွေကဈေးကွက်ရှာဖွေရေးအတွက်စားသားတွေကိုဖန်တီးပေးနိုင်တယ်လို့ကြော်ညာတွေကိုလည်းပုံမှန်ထိရောက်အောင်ပြုလုပ်ပေးနိုင်ပါတယ်ဒီအပိုင်းမှာတော့ Jasper နဲ့ Copy အားတို့အကြောင်းကိုပြောပြပေးသွားမှာပါ Jasper ဟာဈေးကွက်ရှာဖွေရေးအတွက်စာသားတွေကိုဖန်တီးရမှာအထောက်အကူပြုပါတယ်။ website အတွက်အကြောင်းအရာတွေရေးတာပဲဖြစ်ဖြစ် blog post တွေရေးတာပဲဖြစ်ဖြစ် Jasper ကအကောင်းဆုံးအကူအညီပေးနိုင်ပါတယ်။ဒါဟာဈေးကွက်ရှာဖွေရေးလုပ်ငန်းတွေကိုပိုမိုလွယ်ကူစေပြီးထိရောက်မှုရှိစေပါတယ်။ ခပီကတော့ကြော်ညာတွေနဲ့ဆိုရှယ်မီဒီယာပို့စ်တွေအတွက်အထောက်ကူပေးပါတယ်ဆွေးဆောင်မှုရှိတဲ့ကြော်ညာစာသားတွေကိုဖန်တီးခြင်းနဲ့အခါခေါ်ပြီးနေရာကိုအသုံးပြုနိုင်ပါတယ်ဒါ့အပြင်ဆိုရှယ်မီဒီယာမှာတင်မဲ့ပို့စ်တွေကိုလည်းအလွယ်တကူဖန်တီးနိုင်တာကြောင့်အချိန်ကုန်သက်သာစေပါတယ် ညာရေးနဲ့သုတေသနလုပ်ငန်းတွေမှာအကြိယာတွေကိုအသုံးပြုခြင်းအပြင်သုတေသနလုပ်ငန်းတွေကိုပုံမိုးလဲကူစေပြီးအချက်အလက်တွေကိုလည်းပြင်းပြစွာရှာဖွေနိုင်ပါတယ်။ဒီအပိုင်းမှာတော့ perplexity နဲ့ illicitude အကြောင်းကိုပြောပြပေးသွားမှာပါ။ perplexity ဟာသုတေသနပြုလုပ်ခြင်းနဲ့ အချက်လက်ရှာဖွေခြင်းတို့အတွက်အထောက်အကူပြုပါတယ်။တင်တို့ရဲ့မေးခွန်းတွေကိုဖြေပေးနိုင်ပြီးလိုအပ်တဲ့အချက်လက်တွေကိုလည်းစုစည်းပေးနိုင်ပါတယ်။ဒါဟာသုတေသနလုပ်ငန်းတွေကိုပိုမိုမြန်ဆန်ပြီးထိရောက်မှုရှိစေပါတယ်။သောစကကတော့တိတ်ပန်ဆိုင်ရာစာရန်တွေအတွက်အထောက်အကူပေးပါတယ်။တိတ်ပန်ဆိုင်ရာသူတေသနာစာရန်တွေကိုရှာဖွေရမှာအထောက်အကူပေးနိုင်ပြီးသက်ဆိုင်ရာအချက်လက်တွေကိုလည်းစုစည်းပေးနိုင်ပါတယ်။ဒါဟာတိတ်ပန်ပညာရှင်တွေနဲ့သူတေသီတွေအတွက်အလွန်သုံးဝင်တဲ့ကိရိယာတစ်ခုပါပဲ။ ကုန်ရေးသားတဲ့အခါမှာလဲအကရိယာတွေကအများကြီးအထောက်အကူပြုပါတယ်ဒီကရိယာတွေက ကုတ်တွေကိုအလိုရောက်ရေးသားပေးနိုင်တယ်လို့ကုတ်အကြံပြုချက်တွေကိုလည်းပေးနိုင်ပါတယ်ဒီအပိုင်းမှာတော့ရက်ခေါပလာနဲ့ချားနိုင်လို့အကြောင်းကိုပြောပြပေးသွားမှာပါ ရေးသပ်ခပလောဟာပရိုဂရမ်မာတွေအတွက်အလိုလျောက်ကိုရေးသားပေးတဲ့ကရိယာတစ်ခုဖြစ်ပါတယ်။သင်တို့ရဲ့ရည်ရွယ်ချက်ကိုနားလည်ပြီးလိုအပ်တဲ့ကုတ်တွေကိုအလိုလျောက်ရေးသားပေးနိုင်ပါတယ်။ဒါဟာပရိုဂရမ်မာတွေရဲ့အလုပ်ချိန်ကိုတက်တာစေပြီးပုံမှန်ကောင်းမွန်တဲ့ကုတ်တွေကိုရေးသားနိုင်စေပါတယ်။ န်းနင်းကတော့ကုတ်အကြံပြုချက်တွေကိုပေးပါတယ်။ကုတ်ရေးနေတဲ့အချိန်မှာဌာနင်းကနောက်ထပ်ရေးရမယ့်ကုတ်တွေကိုအကြံပြုပေးပါတယ်။ဒါဟာကုတ်ရေးသားတဲ့လုပ်ငန်းစဉ်ကိုပိုမှုမြန်ဆန်စေပြီးအမှားယွင်းတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။အကရိယာတွေကိုအသုံးပြုခြင်းပေမဲ့ငွေကုန်ကြေးကျမခံနိုင်တဲ့သူတွေအတွက်အခမဲ့သုံးနိုင်တဲ့အကရိယာတွေလည်းရှိပါတယ်။ဒီအပိုင်းမှာတော့ Gemini, Google နဲ့ Microsoft Copilot တို့အကြောင်းကိုပြောပြပေးသွားမှာပါ။ ဂျမနီဂိုဂိုဟာကိုကိုရဲ့အေးအကူညီပေးကြိယာဖြစ်ပါတယ်ဒီကြိယာကိုအသုံးပြုပြီးမိခုံးတွေမေးနိုင်တယ်လို့အချက်လက်တွေကိုလည်းရှာဖွေနိုင်ပါတယ်ဒါအပြင်စာသားတွေကိုလည်းအလိုရောက်ရေးသားနိုင်တာကြောင့်အခမဲ့သုံးနိုင်တဲ့အကောင်းဆုံးမကြိယာတစ်ခုပါပဲ Microsoft Copilot ကတော့ Office 365မှာအလုပ်လုပ်ဖို့အထောက်အကူပေးပါတယ် Word Excel, PowerPoint စတဲ့ Office application တွေမှာအသုံးပြုနိုင်ပြီးလုပ်ငန်းဆောင်တာတွေကိုပုံမိုရယ်ကူစေပါတယ်။ဒါဟာအခမဲ့သုံးနိုင်တဲ့အပြင်လုပ်ငန်းခွင်မှာအသုံးဝင်တဲ့အကြရိယာတစ်ခုပါပဲ။အကြရိယာတွေအများကြီးရှိတဲ့အထက်ကသင်တို့အတွက်ဘယ်ကြရိယာကတင်တော်ဆုံးလဲဆိုတာကိုရွေးချယ်ဖို့ခက်ခဲနိုင်ပါတယ်။ဒါကြောင့်ဒီပိုင်းမှာတော့တင်တို့ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးဘယ်ကြရိယာကိုရွေးချယ်တင်လဲဆိုတာကိုလမ်းညွှန်ပေးသွားမှာပါ။ စာရေးကျင်နေဆိုရင်ချက်ကိုရွေးချယ်ပါပုံဖန်တီးကျင်နေဆိုရင်မစ်ဂျွန်းနေကိုရွေးချယ်ပါဗီဒီယိုလုပ်ကျင်နေဆိုရင်စန်တီယာကိုရွေးချယ်ပါစီးပွားရေးလုပ်ငန်းအတွက်ဆိုရင်ဂျက်စပရကိုရွေးချယ်ပါဒီလန်းညွန်ချက်တွေကိုအသုံးပြုပြီးတင်တို့အတွက်အတင့်တော်ဆုံးကရိယာကိုရွေးချယ်နိုင်ပါတယ်။အကရိယာတွေကိုအသုံးပြုတဲ့အခါမှာတတိထားရမယ့်အချက်တွေလည်းရှိပါတယ်။အကရိယာတွေကအငြင်းနဲ့မှန်ကန်တဲ့အဖြေတွေကို မပေးနိုင်တာကြောင့် အကပေးတဲ့ဖြေတွေကိုအမြဲစစ်ဆေးဖို့လိုအပ်ပါတယ်။ဒါ့အပြင်အေးကဖန်တီးပေးတဲ့အကြောင်းအရာတွေကိုအသုံးပြုတဲ့အခါမူပိုင်ခွင့်ကိုလည်းသတိပြုရပါမယ်။အကရိယာတွေကအသုံးဝင်ပေမဲ့လူသားတွေရဲ့အတိညာဉ်နဲ့အတွေ့အကြုံကိုအစားထိုးလို့မရပါဘူး။ဒါကြောင့်အရာကိုအသုံးပြုတဲ့အခါမှာလူသားတွေရဲ့အတိညာဉ်နဲ့ပေါင်းစပ်ပြီးအသုံးပြုဖို့လိုအပ်ပါတယ်။ဒီအချက်တွေကိုသတိပြုပြီးအကရိယာတွေကိုအသုံးပြုခြင်းအဖြစ်အကျိုးရှိစွာအသုံးချနိုင်ပါတယ်။ ိုင်းဒီပညာဟာကျွန်တော်တို့ရဲ့အလုပ်တွေကိုပုံမိုးလွယ်ပုံမြန်ဆန်စေပြီးဖန်တီးမှုစွမ်းရည်ကိုလည်းမြင့်တင်ပေးနိုင်ပါတယ်။သင်တို့ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ကိရိယာကိုရွေးချယ်အသုံးပြုခြင်းအဖြစ်အကျိုးရှိစွာအသုံးချနိုင်ပါတယ်။ကိရိယာတွေကိုစမ်းသပ်ဖို့အတွက် Khmer Trial Version တွေလည်းရှိတာကြောင့်စမ်းသပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ ီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။သင်တို့ရဲ့ဖန်တီးမှုခရီးလမ်းမှာနီးပညာကအထောက်အကူပြုနိုင်ပါစေလို့ဆုတောင်းပေးပါရစေ။နောက်ထပ်ဗီဒီယိုတွေမှာလည်းအသုံးဝင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ call collection ဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like လုပ်ပြီး comment မှာသင်တို့အသုံးပြုနေတဲ့အကြိယာတွေကိုမျှဝေပေးသွားကြပါဦး။နောက်ထပ်ဗီဒီယိုတွေကိုလည်းလွတ်မခံချင်ဘူးဆိုရင် subscribe လုပ်ပြီး notification bell လေးကိုနှိပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။ Bye bye ။